1ချန်ပီယံရှစ်ရဲ့စီမံချက်မှာရှယ်ကျန်းပြတော့မယ့်မြန်မာဖိုင်တာ3ပရိသတ်ဇီတို့ရဲ့လက်တလုံးမှာတော့မြန်မာဖိုင်တာတွေကအံပွဲတွေစတိုင်ရယူနေတာပရိသတ်တို့လည်းအားရကြီးနေကြမယ်လို့ထင်ပါတယ်ရှင်1ချန်ပီယံရှစ်မှာအထွေထွေအောင်က Prime Fighter ကိုအလဲထိုးနဲ့နိုင်ပွဲရယူနိုင်ခဲ့တယ်လို့ UFC မှာဆိုရင်လည်း Joshua Ben က Brazil Fighter ကိုအလဲထိုးနဲ့နိုင်ပွဲရယူထားခဲ့တာတွေကြောင့်ဝမ်းသာစရာသတင်းတွေကစက်တိုက်ဆိုသလိုကြားနေရတာအမှန်ပါပဲနော်အခုလာမယ့်7ရက်နေ့တောက်ကြနေ့ညမှာဆိုရင်လည်းမြန်မာဖိုင်တာ3ဦးပါဝင်တဲ့ပွဲကောင်းတွေကရှိနေပါပြီရှင် 1 lomini 112ပွဲစဉ်မှာထိုးသက်သွားကြမှာဖြစ်ပါတယ်။ဒါကြောင့်အခုလာမယ့်တောက်ကြနေညကတော့ပြည်သူတွေအတွက်အပတရားနဲ့ကြီးစုအားပေးရမယ့်ပွဲစဉ်တွေဖြစ်ပါတယ်။ဒီဖိုင်တာတွေကရောရှေ့ကဖိုင်တာတွေလိုမျိုးအောင်ပွဲတွေကိုဆက်ပြီးတော့ထိမ့်မေးသွားမလားဆိုတာကတော့တကယ်ကိုရင်ခုန်စိတ်လို့ရှားပွေကောင်းနေခဲ့ပါပြီ။ကဲဘယ်ဖိုင်တာတွေပါနေမလဲဆိုတာစစ်ကြည့်လိုက်ကြရအောင်ပါနော်။နံပါတ်1သွေးလင်းထက် Time Fighter တွေနဲ့အကျိုးပေးတဲ့သွေးလင်းထက်ကတော့ဒီပွဲမှာလည်း Time Fighter Crane Butt နဲ့ထိုးသက်သွားရမှာဖြစ်ပါတယ်။ ်။ဒုက္ခပွဲအနေနဲ့ထိုးသက်သွားရမှာပါရှင်။ တူရင်ထက်ကဝမ်းချန်ပီယံရှစ်မှာလေးပွဲကစားထားပြီးတော့၃ပွဲနိုင်တပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်။နိုင်ခဲ့တဲ့ပွဲတွေကတော့အမှတ်တွေနဲ့ကြီးနိုင်ခဲ့လို့ဒါထူးခြားတယ်လို့ပဲပြောရမှာပါ။ဘာလို့လဲဆိုတော့အထိုင်းဖိုက်တာတွေကိုအမှတ်နဲ့အနိုင်ရဖို့ဆိုတာကတော်တော်လေးကိုခရင်တဲ့အနေအထားမှာရှိနေပါတယ်။ပြိုင်မဲ့ခရန်ဘတ်ကတော့ဝမ်းချန်ပီယံရှစ်မှာ၅ပွဲထုတ်သက်ထားတာဖြစ်ပြီးတော့၃ပွဲရှုံး၂ပွဲနိုင်ရလက်ကိုပိုင်ဆိုင်ထားတဲ့ဖိုက်တာကောင်းတူဖြစ်ပါတယ်။သူနောက်ဆုံးထုတ်သက်ခဲ့တဲ့၂ပွဲစတိုက်အနိုင်ရလက်ဖော်ဆောင်ထားခဲ့တဲ့ဖိုက်တာလည်းဖြစ်ပါတယ်ရှင်။တူရင်ထက်ကတော့ဒီပွဲမှာအနိုင်ရခဲ့မယ်ဆိုရင် ဝမ်ချန်ပီယံရှစ်နဲ့စကြုပ်ချုပ်ဆိုဖို့အလားအလာတွေရှိနေပါတယ်။နံပါတ်1မိုးထက်အောင်မိုးထက်အောင်ကလည်းအင်ရှင်ထိုင်းဖိုင်တာနဲ့ထုတ်သက်ရမှာဖြစ်ပါတယ်။မိုးထက်အောင်က1မှာ3ပွဲကစားထားပြီးတော့2ပွဲနိုင်တစ်ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်။သူနောက်ဆုံးထုတ်သက်ခဲ့တဲ့ပွဲစဉ်မှာလည်းရှုံးနိုင်ခဲ့ရတာဖြစ်ပါတယ်။အခုလာမယ့်ပြိုင်ဘက်ကတော့ ထိုင်းဖိုင်တာကွန်မွန်နိုင်နဲ့ထိုးသက်သွားမှာဖြစ်ပါတယ်။ပြိုင်မဲ့ဖိုင်တာကွန်မွန်နိုင်ကတော့1မှာ9ပွဲထိုးသက်ထားတာဖြစ်ပြီးတော့အများအားဖြင့်တူနိုင်ခဲ့တဲ့ပွဲစဉ်တွေကအလဲထိုးနဲ့အနိုင်ရတာကများပါတယ်။ကွန်မွန်နိုင်နောက်ဆုံးထိုးသက်တဲ့ပွဲကတော့မြန်မာဖိုင်တာဆွန်နဲ့ထိုးသက်ထားတာဖြစ်ပြီးကျွန်တော်တို့မြန်မာဖိုင်တာဆွန်ရက်ကိုအနိုင်ရယူသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာဖိုင်တာဆွန်ရက်ရှုံးခဲ့တဲ့ပွဲကိုမိုးထောင်ကပြန်လည်ပြီးတော့အနိုင်ယူပြသွားမလားဆိုတာကတော့ရင်ခုန်စွာပဲစောင့်ကြည့်အားပေးသွားကြရမှာပါရှင်။ နံပါတ်3ဆိုမင်မင်1 championship ကိုတကြော့ပြန်လည်ရောင်းရှိလာတဲ့ဆိုမင်မင်ကတော့ New Zealand fighter Josh Tronbrook နဲ့ထိုးသက်သွားမှာဖြစ်ပါတယ်။ဆိုမင်မင်ကအရင်က1 championship မှာထိုးသက်ခဲ့မှုတဲ့ fighter တဦးလည်းဖြစ်ပါတယ်။အရင်အချိန်2019လောက်တုန်းက3ပွဲထိုးသက်ထားတာဖြစ်ပြီးတော့သူက2ပွဲနိုင်2ပွဲရှုံးရလက်ကိုပိုင်ဆိုင်ခဲ့မှုပါတယ်။အဲ့ဒီအချိန်တုန်းကတော့ဆိုမင်မင်ကမြန်မာ fighter အချင်းချင်းထိုးသက်ခဲ့တာဖြစ်ပြီးသူရှုံးခဲ့တဲ့ပွဲစဉ်တစ်ပွဲကတော့ရေသွေးနီကိုရှုံးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ fighter Tronbrook ကတော့1မှာပထမ ောက်ဆုံးထိုးတက်မဲ့ပွဲဖြစ်သလိုစောမင်းမင်းရဲ့တကြောပြန်ဆွမ်းဆောင်ရည်တွေကိုလည်းဒီပွဲမှာပြန်လည်ပြီးတော့ကြွမြင်ရမယ့်ပွဲလည်းဖြစ်ပါတယ်ရှင်။ ကဲပရိသတ်ကြီးအခုပြပြခဲ့တဲ့ fighter 3ယောက်ကတော့လာမယ့်တောက်ကြနေည73ရက်နေ့မှာကျမမဲ့ one lumine 1112တိုင်ပွဲမှာပအဝင်ထိုးသက်သွားကြတော့မယ့် fighter တွေပဲဖြစ်ပါတယ်။ဘယ် fighter ကမြမအောင်ပွဲကိုဆက်လက်ထိန်းသိမ်းပေးမလဲဆိုတာကတော့စိတ်လုံရှားဝယ်ကောင်းတော့နေခဲ့ပါတယ်။ပရိသတ်တို့အနေနဲ့ဆိုရင်ရောဘယ် fighter ရဲ့တွဲဆိုင်ကိုအားရဆုံးလဲစိတ်ဝင်တစားအရှိဆုံးလဲဆိုတာပြောခဲ့ပြီးကြပါဦး။ကျမတို့ရဲ့ channel လေးကိုလည်း like တန် subscribe လေးမလုပ်ရသေးဘူးဆိုရင် like တန် subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။